ငါငါငါဟာငါအေးအေးဆေးဆေးလေးနေနေရတဲ့ငါကိုဒီလိုမျိုးလာပြောကြတယ်ဆိုပြီးတော့ယောဘကဖယားသခင်အကြံအစီဖယားကသူ့အတွက်အကောင်းဆုံးကြံစီနေတာကို तू ကပါချက်လဲဆိုတော့ဒါဟာငါမှန်ရတဲ့ငါကောင်းရတဲ့ငါခံနေရတာဆိုတော့ဇာတိလိုသူ့ကိုသူမြင်သွားတဲ့အချိန်မှာဖယားသခင်ကယောဘကိုရှမ်းတော်တာထွက်တယ်ယောဘနဲ့ကငါနှစ်ဆကောင်းကြီးပြေးလို့မရတော့ ဒီစိတ်နဲ့ဆိုနေဟောကတော့မနဲ့နေဟောကမစားပေါင်းကြည့်ပြီးလို့မရဘာဖြစ်လို့လဲငါအကြံစီကိုလည်းနားမလဲဒါဟာငါကြံစီထားတဲ့ကြံစီဖြစ်ငါရဲ့အလိုတော်ဖြစ်တယ်ငါရဲ့အကြံစီတော်ကိုလည်းမြင်မှရငါဘယ်လိုကောင်းကြည့်ပြီးချင်တယ်လဲဆိုတာကိုလည်းမမြင်ပဲနဲ့လောကသားတွေမြင်တယ်လို့ပတ်ဝန်းကျင်ကမြင်တယ်လို့နင်ကိုကိုကိုမြင်တယ်ဆိုတာနဲ့နင်ဟာငါရှင်းမှာဖရာရဲ့အကြံစီကို ပေါ့လန်တော်သူဖယားတခင်ကိုပုံကန်တော်သူဖြစ်သွားတယ်။ဒါကြောင့်တခါတလေကြံ့ကျွန်တော်တို့ကပေါ့နော်။ဖယားကိုကြောက်ရွံ့ခြင်းအဖြစ်ပြီးညာဖယားကိုတိကျွခြင်းအဖြစ်ညာကျွန်တော်မရဘူးဆိုရင်ယောဘလိုဖြစ်တယ်။ယောဘကတာမန်အဖြစ်အပြင်ပန်းကနေကြည့်မယ်ဆိုတော့လူကောင်းချက်ပြတဲ့တည်းစဉ်ဒါပေမဲ့ဝိညာဉ်သဘောနဲ့ကြည့်တယ်ဆိုရင်ယောဘဟာဖယားတခင်ကိုပုံကန်တော်သူဖြစ်တယ်။ ဘုရားသခင်အကြံအစီတော်နဲ့ဘုရားသခင်ချီးမြှောက်မဲ့အရာတွေကိုပုံမှန်တော်သူဖြစ်တယ်။သူ့နောင်တမရဘူးဘုရားရှိမှပြန်ပြီးတော့ရစ်မပူဇော်ဘူးဆိုဘုရားသခင်ကဘုရားသခင်သူ့ပေါ်မှာထားတဲ့နှစတော်ကောင်းကြီးပေးမဲ့ရည်ရွယ်ချက်တွေအလုံးကပြတ်ပြီးသားမပြတ်မလာတော့ဒါကြောင့်ကျွန်တော်ကိုယ့်ကိုယ်ကိုတတိထားရမယ်။ငါဟာကောင်းကင်သားဖြစ်တယ်။ဟာလေလုယ။ပြိမြင့်လူဖြစ်တယ်။ငါကဖျားသားဖြစ်တဲ့ကြောင့်ဖျားလူပဲတွေးမယ်။ဟာလေလုယ။ မယုံကြည်သူတွေအကြံပေးတယ်လို့ပတ်ဝန်းကျင်ကဝေဖန်တယ်လို့အခုမှအသက်သက်ပြောင်းလဲခါစားကျန်းစာကြောင့်ကျန်းစာအုပ်တော်မှအဆအဆုံးတော်မှမဖတ်ဘူးတဲ့လူတယောက်ရဲ့အမြင်တွေပုံမှန်ဖះเจ้าတော်မှမတော်ပဲနဲ့တမန်ကျန်းစာကြောင့်လည်းမတက်ဘူးဘူးကျန်းစာရဲ့အ내အိတ်ပဲတော်မှတိတိချာချာမတိပဲမနစ်တနည်းမှာနှစ်ချင်းခံပြီးတော့ဖះเจ้าတက်တဲ့လူတယောက်ရဲ့အမြင်တွေဝေဖန်ချက်တွေကိုအခြေခံပြီးတော့ ျွန်တော်တို့ကအသက်ရှင်ပြီးတော့မယုံကြည်သူတွေရဲ့ပြောစကားတွေပတ်ဝန်းကျင်ပြောစကားတွေပေါ်မှာယက်တည်သွားမယ်ဆိုရင်သင်ဟာယောဘလိုပဲဖယားတခင်အကြံစီနဲ့တင့်ကိုဖယားတခင်နှစ်ဆတော့ကောင်းချီးပေးချင်တာကိုဖယားအကြံအကြံစီကိုပုံမှန်တော်သူစော်ကားတော်သူဖြစ်တယ်။အကြောင်းယောဘကလောဘလိုကျင်တော့အပြစ်မရှိဘူး။ဝိညာဉ်တဘောနဲ့ကြည့်တယ်ဆိုတော့ဖယားတခင်ကိုတိုက်ရိုက်စော်ကားတော်သူဖြစ်တယ်။ဖယားတခင်အကြံအစီကိုပုံမှန်တော်သူဖြစ်တယ်။ ဒါကြောင့်ကျွန်တော်အသက်တာကအဲ့လိုဖြစ်သွားတယ်ဒီနေ့ကျွန်တော်ကိုကိုကိုဝိညာဉ်မျက်စိပွင့်ဖို့ဟာလေလုယဝိညာဉ်မျက်စိပွင့်ဖို့ဝိညာဉ်တဘောနဲ့ကြည့်ဖို့ငါဟာကောင်းကင်သားဖြစ်တဲ့ကြောင့်ကောင်းကင်ရဲ့အစီအစဉ်ကိုငါမြင်တတ်ရမယ်ဆိုတာကိုကျွန်တော်သိဖို့ဖယားတခင်ဘာလုံနေတယ်လဲဆိုတာကျွန်တော်ကြည့်ဖို့ငါလင်းလှုပ်သွားတဲ့အခါမှာမန္တလေးမှာငါလင်းလှုပ်သွားတဲ့အခါမှာလောကလိုမြင်ပြီးတော့ဟာ ားဘယ်ဖယားဆိုတာမရှိဘူးလားဘာမင်းတို့ဖယားရှိတယ်ဆိုဖယားရှင်ငတ်တင်ပဲလို့မလဲလူတွေဘယ်သိမလဲဒီလိုမျိုးလောကသားတွေမြင်ဖို့မဟုတ်ဘူးဖယားသခင်ကငါတို့ကိုခေါ်နေပြီဖယားမပါဘူးဆိုရင်စိန်တိုက်ကြီးပိုင်လဲဖုတ်ကလေးဆိုရင်တမင်းနဲ့မှတည်တာပဲဖယားမပါဘူးဆိုရင် မရဘူးဖယားသခင်နောက်ဆုံးတော့ကာလမှာမြေဒီအများကြီးလှုပ်မယ်လို့ပြောတယ်ဖယားစကားပြည့်စုံလာတယ်ဒီနေ့ကျွန်တော်တို့က ဖယားစကဖယားရဲ့အတန်ကြာတတ်ဖို့လောကသားငါလည်းလောက်တာကိုလောကသားတွေလိုမြင်ဖို့မဟုတ်ဘူးဖယားကဘယ်လိုမြင်တယ်လဲဆိုတာမြင်ဖို့ဟာလေလုယဟာလေလုယအဲ့ဒါလိုကျွန်တော်တို့ဝိညာဉ်မျက်စိတွေ့တယ်မဟုတ်ဘူးဆိုတော့ကျွန်တော်တို့ကဖယားတစ်ခေအကြံအစီကိုအမြဲတမ်းပုံကတော်သူဖြစ်တယ်ဖယားတစ်ခေအလိုတော်ကိုစန့်ကျင်တော်သူဖြစ်ဖြစ်တယ်အဲ့ဒါလိုဖြစ်နေတာကို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 မသိတဲ့အခါကျတော့ ကိုကဖះကိုအကြံစီနဲ့ဖះအလိုတော်ကိုပုံကန်စော်ကားနေတော်သူဖြစ်မှန်းမသိဖြစ်နေတာကိုတောင်မှကိုကိုကိုမှန်တယ်ငါမှန်တယ်ငါမှန်တယ်တကယ်တော့ယောဘကနောင်တရပြီးတော့ရစ်မပူစော်ဘူးဆိုရင်ယောဘကိုဖះကကောင်းကြီးပေးလို့တောင်မရတော့ကောင်းကြီးပိတ်ပြီးတော့အပိအပိအပိကြီးဖြစ်သွားယောဘကလူညံ့တိမ်မွေးတော့စိတ်ရှိတဲ့တကြောင် ချစ်ချင်းဖရာစကားနားထောင်တဲ့ခါမှာချစ်ချင်းတောင်းတရတယ်ချစ်ချင်းရစ်ပူဇော်တယ်ချစ်ချင်းတောင်းပန်တဲ့ခါမှာဖရာသခင်သူ့ကိုကောင်းချီးပြန်တယ်။ဟာလေလုယ။အာမင်။ဟာလေလုယ။ကျွန်တော်ရှင်းပြဆရာမလို့။တရှင်သဝိညာဉ်တော်ကတင့်ကိုရှင်းပြပါစေ။ဟာလေလုယ။နားရှိတော်သူတွေကကြားပါစေ။ဒီနေ့ကျွန်တော်တို့ကဝိညာဉ်တွေဖြစ်။ဟာလေလုယ။ကျွန်တော်တို့ကကောင်းကင်ကလာတဲ့လူဖြစ်။လောကတွေးတယ်လို့အမှန်တရားနဲ့ကြည့်တဲ့လူတွေမဟုတ်ဘူး။ ျွန်တော်တို့ကတမန်တရားနဲ့အသက်ရှင်နေလို့ဖြစ်။ဟာလေလုယ။ဟာလေလုယ။ကျွန်တော်ကိုမြန်မာတနိုင်ငံလုံးမှာကျွန်တော်ကိုစာရေးပြီးတော့နာမည်ဖြတ်။နာမည်ပူကြီးသွားတာပေါ့။ကျွန်တော်ပြောသလိုပဲဖာကတ်ကိုတွားတော့ဖာကတ်မှာတရားတော်ဟောမယ်ဆိုတော့နေရဘယ်ရလဲတဲ့ကျွန်တော်ကျွန်တော်နာမည်ဆရာအာကူပါလို့ပြောတော့ငါချားဖို့တယ်တဲ့အဲ့ဒီနာမည်ရင်းရင်းနှီးနှီးချားဖို့တယ်တဲ့အဲငါချားဖို့တဲ့နာဟောလို့ရတယ်တဲ့တင်လန်းပေးလို့ရတယ် တော့စိုက်တော့မှာကျွန်တော်တရားဟောတင်တတ်ပြီနောက်မှာတရားဟောတရားဟောပြီမှာငါမှတ်မိပြီတဲ့နင့်လာပြီငါဘာဖြစ်လို့ယဉ်ပြီလဲဆိုတော့အမှစာရောက်တာလို့ဆိုတော့အဲ့ဒီ session ဥပထာကျွန်တော်ကိုဒီတင်းအောင်ဆရာလည်းဖြစ်တဲ့ session ဥပထာလည်းဖြစ်တယ်။သူကငါမှတ်မိသွားပြီတဲ့နင့်လာပြီငါမှတ်မိတာအဲ့ဒါကြောင့်ကျွန်တော်အရင်တော့ကျွန်တော်မသိဘူးလေဒါပေမဲ့ကျွန်တော်တရားဟောအုံးရပါတာ။အကြောင်းဖရာသခင်ကဟောကျွန်တော်တို့ကဖရာလူဖြစ်ဖရာသားဖြစ်ကြဖရာလူတွေးမယ် ဘုရားလူမြင်မယ်ဝိညာဉ်မျက်စိတွေ့မယ်ခန္ဓာဘုရားကိုကြောက်ရွံ့ခြင်းတဘောဟာပြည့်မြာဖြစ်တယ်ဟာလေလုယဘုရားသခင်နဲ့ကြွဝင်ခြင်းဟာညံ့ဖြစ်တယ်ဒါကြောင့်ဘုရားကိုကြောက်တဲ့အတ္တသာရှိရမယ်ယဉ်မြင့်ကြွဝင်တဲ့အတ္တသာရှိရမယ်အဲ့ဒါဆိုရင်သင်ဟာမြင်တတ်သွားတရားမြင်တတ်သွားနေမြင်တတ်သွားပြီဆိုရင်လောကကြီးဟာဖယားတခင်အလိုမရှိဘဲနဲ့တိရွတ်တရွတ်တော့မကြွေဘူးဆိုတာယုံတယ်မဟုတ်လားယုံတယ်ဆိုရင် ဘာပဲဖြစ်လာဖြစ်လာဘာပဲကြုံလာကြုံလာဖရာသခင်မှာအကြံစီရှိလာဆိုတော့တင်ပြတယ်ဆိုရင်အဲ့ဒါတင်ရကောင်းကြီးဖြစ်တယ်ဟာလေလုယအဲ့ဒါကြောင့်စုံစမ်းနှောက်ရခြင်းထဲမှာကောင်းကြီးရှိတယ်လို့ကျွန်တော်ပြောတာဟာလေလုယဒီမှာကျွန်တော် live ဒီ live မှာဖွင့်မှာပြတဲ့ကြောင့်ပြောလို့မကောင်းဘူးမနေ့ကတော့အားလုံးသိပြီပြီကျွန်တော်ကားကိုတိုက်ခံလိုက်ရတာကကျွန်တော်တို့ကောင်းကြီးတကယ်ဖြစ်သွားတာဟာလေလုယာတူတာမတိုက်ရင်ကျွန်တော်တို့တကယ်ကိုမျက်နှာပြတ်တယ် သူ့တမ်းမတက်ရင်ကျွန်တော်ကပတ်စံကိုခုနှစ်သိန်းရှစ်သိန်းတော့မဟုတ်ဘူးနော်ကုန်ရက်ပြန်မောင်နှမကြီးမျက်နှာပါပြတ်ဒါပေမဲ့လာတိုက်သွားတဲ့အတွက်ကြောင့်မျက်နှာလည်းမပြတ်ဘူး original ဒီအကောင်းဆုံးပြားတစ်ခါပြင်ဆင်ပေးရတယ်ဟာလေလွတ်ရအဲ့ဒါကြောင့်ကျွန်တော်တို့ကစုံစမ်းနောက်ရှက်ချင်းတဲ့မှာကောင်းကြီးရှိတယ်ကားတိုင်းလမ်းရဲ့အဆုံးမှာတရဖူရှိတယ်ကျွန်တော်တို့ကလဲရင်လဲပြန်ထပြီးတော့တွားဖို့ပဲဖြစ်တယ်။ဟာလေလုယ။ဟာလေလုယ အဲဆိုကျွန်တော်တို့ပေါ့နော်ကျွန်တော်ရရအောင်ပေါ့နော်ဒီနေ့အခုချိန်မှာအခုနကျွန်တော်တရားဟောတဲ့အတွက်ကျွန်တော်ကြားနာခဲ့တဲ့အတိုင်းပဲသာဝရဖျားကိုကြောက်ရွံ့ချင်အဖြစ်ပညာကိုရအောင်ယူမယ်သာဝရဖျားကိုတိကျွမ်းချင်အဖြစ်ဉာဏ်ပွင့်အောင်နေမယ်ဝိညာဉ်ဉာဏ်ပွင့်တော်သူဖြစ်ချင်ပါတယ်ကြောက်ရွံ့ချင်သာဝရဖျားစီကဉာဏ်ပညာကိုရချင်ပါတယ်ဆိုတော့သူတွေပေါ့နော်ရှိတဲ့နေရာမှာမတည့်ရကြရအောင်